နရက်တာလိုတော်တဲ့ဗရိုနီကာနဲ့တန်စင်တို့ရဲ့ပွဲစဉ်တဲ့အစီအစဉ်လေးကိုမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကိုအရင်ဆုံး subscribe လုပ်ပေးသွားဖို့ချစ်ရတဲ့ပရိသတ်ကြီးကိုတောင်းဆိုပါတယ်အခုပြောပြပေးသွားမယ့်အထူးအချက်ကတော့လာမယ့် November 9ရက်တောက်ကြနေ့ညမှာအားပေးကြည့်ရှုရမယ့် Bronica နဲ့ Tanzin ပွဲစဉ်တဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် ထိုင်းဖိုက်တာခွန်ဘွန်နွိုင်းနဲ့မြမဖိုက်တာတန်းစင်တို့ရှင်ပြန်ထိုးတိုက်ရမှာဖြစ်ပြီးကယုတ်ဖိုက်တာကစ်ပေါဆင်တမလီမင်ရူဤနဲ့မြမကိုစားပြုကယန်ဖိုက်တာဘရော်နီကာတို့ထိုးတက်သွားရမှာဖြစ်ပါတယ်ဒီပွဲစဉ်ဟာမြမဖိုက်တာဘရော်နီကာတို့အရေးကြီးတဲ့ပွဲစဉ်ဖြစ်ဖြစ်ပြီးမြမပရိသတ်တွေနဲ့ထိုင်းပရိသတ်တွေကြားမှာစိတ်ဝင်စားမှုမြင့်တက်နေမယ်ဆိုတာအသိကြပါပဲ ဘာကြောင့်လဲဆိုတော့စိတ်ဝင်စားမှုအပြည့်အထွန်းရှိခဲ့ကြတဲ့ Junior Fairtex နဲ့ပွဲစဉ်မှာ Bronica အနေနဲ့အားလုံးကိုအားအားသင့်စေတဲ့ TKO နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ဒါကြောင့် Bronica အနေနဲ့ The Yo Fighter Lee Min Rui နဲ့ပွဲစဉ်ကိုနောက်ထပ်အောင်မြင်မှုတစ်ခုအဖြစ်ကြောင်းလဲနိုင်ဖို့အပြင်းထန်ပြင်ဆင်လာမှာပါ။ လိုင်ဘက်တရုတ်ဖိုက်တာလီမင်ရူကြီးကတော့အသက်29နှစ်ပါအသက်73နှစ်မှာ kicks boxing လောကထဲကိုခြေချလာသူပါပြန်ကွဲပေါင်း34ကွဲကစားထားပြီး29ပွဲထိအနိုင်ရယူထားပါတယ်လက်ရှိဘရိုနီကာနဲ့ထိုးတက်ရမယ့်ပွဲစဉ်ကတော့ Muay Thai Simin အောက်မှာထိုးတက်ရမှာဖြစ်ပါတယ်ဒီပွဲစဉ်ကိုလာမယ့်နိုဝင်ဘာ9ရက်တောက်ကြနေ့ညမှာအားပေးကြည့်ရှုရမှာဖြစ်ပါတယ်။ တင်းအသစ်တွေကိုအရင်ဆုံးသိရှိဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်သွားပြီးဖို့ကိုလည်းပရိသတ်ကြီးကိုတောင်းဆိုပါရစေ။နားဆင်ပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။